ိုင်း WD online media ကိုကြည့်ရှုအပင်းနဲ့ပြည်သက်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ရွှေဓမ္မရိတ်ကြီးမိုးကုတ်ပြဿနာဓမ္မရိတ်သားချင်းမှာအစုပေါင်းမဟာပုံကတိန်ဆက်ကလူတန်းပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ညာနာတောင်ရက်ွက်အတွင်းချီမိုးကုတ်ပြဿနာတရားစင်နဲ့လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့အဖွဲ့အခွဲအမှတ်9ကိုရွှေဓမ္မရိတ်ကြီးမိုးကုတ်ပြဿနာဓမ္မရိတ်သားချင်းမှာစုပေါင်းမဟာပုံကတိန်ဆက်ကလူတန်းပွဲကို သာသနာတော်နှင့်2569ပြည့်နှစ်ကောစာတက်ကြဲ1388ခုနှစ်ဇောင်မုံလဆန်း73ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းကကျင်းပခဲ့ပါတယ်။အဆိုပါခန္ဓာကိုနမောတတ3ချိန်ရုပ်စုဖျားကြောရွေးဖွင့်လင့်ခဲ့ပြီးရွှေဓမ္မရိပ်ငြိမိုးကုတ်ပြတနာဓမ္မရိပ်တာကြီးရဲ့အလုံးမှုဆောင်အဖွဲ့မှအလှူချင်များအားကျင်ညာပြီးမြို့လွာများပြည့်ရခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ချွေဓမ္မရည်ကြီးမိုးကုန်းပြည်ထနာဓမ္မရည်သားကြီးရဲ့ဗဒနာနာရကဆရာတော်ဗဒနာဝိစိတထံမှရှစ်ပါးတိလခံယူစောင့်တိခဲ့ကြပါတယ်ဆလဘီလူရှင်များကလှုပ်ပွဲဝတ္ထုများနဲ့ရသင်ငန်းများကို စက္ကလှူဒန်းခဲ့ပြီးကြွလာကြကုန်သောဆရာတော်တန်ဃာတော်များမှ ပြည့်တရားများရှင်းမြင့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ရွှေကံပေါ်ဆရာတော်အရှင်သီလာစာရမှာထိတ်လှူတော့အမှုမောဒနာတရားဟောကြားခဲ့က ကုသကောင်းမှုအစုစုအတွက် ရေဆက်သုံးချအမျှပေးဝေခဲ့ပြီးဗုဒ္ဓသာသနာစည်ရင်တင်တူ သုံးချိန်ရွဆူကခန္ဓာကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။အဆိုပါစုပေါင်းမဟာဘုံကထိန်အလူရောမင်္ဂလာမှာကြောက်လာကြကုန်သောတန်ဃာတော်အရှင်သူမြတ်များအားနေစွန်းစက္ကလှူဒန်းခဲ့ပြီးအပရိသတ်များအားနေလက်စာနဲ့တီခင်းအခန့်ခဲ့ပါတယ်။ ရွှေဓမရင်ကြီးမိုးကုတ်ပြဒနာကြီးမှာ တကူလာနှစ်ဦးအထူးတရားစခန်းဝါဆိုဦးအထူးတရားစခန်းသတင်းကျအထူးတရားစခန်းတို့အပြင်ဆရာတော်မွေးနေ့အထိမ့်မှတ်ဖြင့်ဒီဇင်ဘာလမှာလည်းအထူးတရားစခန်းဖွင့်လှစ်တဲ့အတွက်တစ်နှစ်မှာအထူးတရားစခန်း၄ချိန်ဖွင့်လှစ်တယ်လို့သိရပါတယ်ဝိပဿနာတရားအထောက်လူသူများအနေနဲ့ရွှေဓမရင်ကြီးမိုးကုတ်ပြဒနာတရားစခန်းမှာတရားအထောက်နိုင်ပါကြောင်းအသိပေးတင်ပြလိုက်ရပါတယ်ရှင်